ဖလစ်ပိုင်နိုင်ငံကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့ကဝင်ရောက်တိုက်ခတ်သွားတဲ့တိုင်ဖုန်းမုန်တိုင်းကြီးဖုန်ဝမ်ရဲ့ကြောက်မဲ့ဖွယ်စွမ်းအားကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကိုမြင်နေကြရတာပါဖလစ်ပိုင်နိုင်ငံအရှေ့ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုဝင်တိုက်ခဲ့တဲ့ဒီမုန်တိုင်းရဲ့လေတိုက်နှုန်းဟာတနအယူကို220ကီလိုမီတာရှိတာကြောင့်ဒါဟာဖလစ်ပိုင်တမိုင်းမှာအပြင်းဆုံးမုန်တိုင်းတစ်ခုအဖြစ်မှတ်တမ်းဝင်သွားပါတယ်အယ်ဘေးဆမာအစ်စတာဗဆာယာနဲ့ဘီကိုခိုင်နေဟာမုန်တိုင်းတံအပြင်းထန်ဆုံးခံခဲ့ရတဲ့နေရာတွေဖြစ်ပါတယ် ပုံမှန်မြင်ကြရတဲ့အတိုင်းပဲဒီဒေတာတွေမှာရည်ကြီးမှုတွေအကြီးအကျယ်ဖြစ်ခဲ့တဲ့အပြင်မြေပြိုတာနဲ့လန်တတာဆတဲ့အခြေခံအဆောက်အုံတွေလည်းအများအပြားပျက်စီးသွားခဲ့ပါတယ်။ Elbekian အတွင်းကကီနိုဘာတန်မြို့မှာဆိုတက်လာတဲ့ရေအမြင့်က2မီတာလောက်ရှိတာကြောင့်ယာနဲ့ချီတဲ့အိမ်တွေရေမြုပ်ကုန်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဟန်တာရေးနဲ့စီမံခန့်ခွဲရေးဌာနကထုတ်ပြန်တဲ့နောက်ဆုံးအစီရင်ခံစာအရဒီမုန်တိုင်း41ကြောင့်တေဆုံးသူ33ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ်လူတက်တသမတတန်းဟာလည်းဘေးကင်းရာရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုပါတယ်ဒီ typhoon phoon 1ဟာဖိလစ်ပိုင်မှာအ ਨੇ ဆုံးလူပေါင်း232ယောက်သေဆုံးခဲ့ရတဲ့ typhoon kamelgi ဝင်ရောက်တိုက်ခတ်ပြီးရပ်ပိုင်းအကြာမှာဝင်တိုက်တာဖြစ်ပြီးဒါဟာအခုနှစ်အတွင်းဖိလစ်ပိုင်ကို22ခုမြောက်ဝင်ရောက်တိုက်ခတ်တဲ့မုန်တိုင်းလည်းဖြစ်ပါတယ်ဖိလစ်ပိုင်ဟာကမ္ဘာမှာနှစ်စဉ် typhoon မုန်တိုင်းတန်ကိုအဆိုးအဝါးဆုံးခံရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အခုလိုအပြင်းနဲ့မုန်တိုင်းတွေမကြာခဏဝင်တိုက်ခံနေရပေမဲ့ ဖိလစ်ပိုင်အစိုးရရဲ့ကြိုတင်ကာကွယ်ရေးနဲ့ဟန်တားရေးဆိုင်ရာစီမံကိန်းတွေမှာအဂတိလိုက်စားမှုတွေအကျင့်ပြတ်ချစားမှုတွေအကြီးအကျယ်ဖြစ်နေပြီးအရေးအသွေးကောင်းမွန်ထိရောက်စွာမလုပ်နိုင်တာကြောင့်အသက်အိုးအိမ်ဆုံးရှုံးမှုတွေကြီးမားနေတဲ့အပေါ်ဖိလစ်ပိုင်ပြည်သူလူထုအကြားမကျေနပ်မှုတွေကလည်းကြီးထွားလာနေပါတယ်အထူးသဖြင့်လက်ရှိသမ္မတဖာဒီနာမာကော့စ်ဂျူနီယာအစိုးရအတွင်းက အဂရိလိုက်စားမှုတွေအပေါ်မကျေနပ်မှုတွေအခုနှစ်မုန်တိုင်းရာသီမှာပိုပြီးတော့ကျေပြန့်လာနေပါတယ်ခင်ဗျာကျွန်တော်ဇော်မလိုက်ပါ